ာနေ့လည်ကမှာရှင်ကျမတော့ဖူးဤနေပါဒီဗီယိုမြန်တန်ကြိုင်နေ့လည်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ဒီကနေ့ကြာရောက်တဲ့တစောင်းမုံလာပြည့်နေ့မှာမိုးလုံးပြည့်မဲမောင်နေတဲ့ကြားကရွှေတကုံစီရော်ကိုဖျားဖူးပြည်သူတွေတဖွဲ့ဖွဲ့လာရောက်ခဲ့ကြပါတယ် အရင်သားပြည်နေတွေတုန်းကဖျားဘူးပြည်သူတွေဟာမနက်အစောပိုင်းမှာဖျားကိုတပြိုင်နက်တက်ရောက်လေးရှိကြပေမဲ့ဒီကနေ့မှာတော့ရာသီဥတုမကောင်းတာကြောင့်မနက်7:00နာရီလောက်မှမှတဖွဲ့ဖွဲ့တက်ရောက်လာကြတာဖြစ်ပါတယ်။ဖျားဘူးပြည်သူတွေဟာကထိန်သင်ကန်းနောက်ဆုံးကတ်လူကြတဲ့နေ့ မတိုးတင်ငန်းရက်လုတ်ပူဇော်ကြတဲ့နေ့ရဟန်းပြူရအကျိုးဖြစ်တဲ့တမညဖလတုတ်တော်ကိုဟောကြားတော်မူတဲ့နေတူးနေမြတ်ဖြစ်တဲ့တဇောင်မုံလာပြည့်နေ့မှာမိုးလုံးပြည့်အဆက်မပြတ်ရွာသွန်းနေတဲ့ကြားကဖျားဖို့လာရောက်ကြပြီးတော့နိုင်ငံတည်ငြိမ်အေးချမ်းပါစေကြောင်းလဲဆုတောင်းခဲ့ကြတာတွေ့ရပါတယ်။ဗုဒ္ဓဘာသာဝင်တို့အတွက်တဇောင်မုံလာပြည့်နေ့ဟာမြတ်စွာဘုရားရှင်ကိုစီမီးပူဇော်ကြတဲ့နေတူးနေမြတ်ဖြစ်တယ်လို့ကထိန်သင်္ကန်းကတ်လူတဲ့နေတူးနေမြတ်လည်းဖြစ်ပါတယ်။ဒါ့အပြင်တဇောင်မုံလာပြည့်နေ့ဟာမတိုးသင်္ကန်းရက်လုတ်လူတန်းတဲ့နေ့ဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ကအစာတသက်မင်းနဲ့ပရိသတ်တွေကိုယဟန်ပြုရတဲ့ကောင်းကျိုးတွေတာမညာဖလတုတ်တော်ကိုတစောင်မုံလာပြီးနေညမှာဟောကြားတော်မူခဲ့တာဖြစ်လို့တာမညာဖလအခါတော်နေ့လို့လည်းခေါ်ဆိုကြပါတယ်ရှင်အာနာရှင်စန့်ကျင်လူလူအုံကြွားမှုအစောပိုင်းကာလမှာတက်ကြွစွာရှေ့ရန်ကပါဝင်ခဲ့ပြီးဖန်းစီထောင်ချခံခဲ့ရတဲ့မိုးကုံမျိုးကရေပူကြောင်းဆရာတော်ဦးအိမ်တကာဟာ နိုဝင်ဘာလ3ရက်ညပိုင်းမှာပြောင်းလဲတော်မူသွားခဲ့တယ်လို့နေဆက်သူတွေစီကနေသိရပါဗယ်။ဆရာတော်ဦးအိမ်တကာဟာနိုဝင်ဘာလ3ရက်ည9နာရီလောက်မှာပြောင်းလဲတော်မူခဲ့တာဖြစ်ပြီးဇာပနာအခမ်းအနားကိုအလှည့်မြန်ကျင်းပသွားဖို့ရှိတယ်လို့သိရပါဗယ်။ဆရာတော်ဟာ2021ခုနှစ်အောက်တိုဘာလမှာထောင်ကနေပြန်လွတ်ခဲ့ပေမဲ့ကျန်းမာရေးချို့တက်ခဲ့ပြီးနယ်မြေမတည်ငြိမ်မှုတွေနဲ့လုံခြုံရေးအခြေအနေတွေကြောင့်တင်းရှောင်နေတဲ့အချိန်မှာလေဖြတ်ဝေဒနာခံစားခဲ့ရတယ်လို့ဆရာတော်နဲ့နှီးဆက်သူတွေက DVB ကိုပြောပါတယ် ဆရာတော်ဟာလေဖြတ်ဝေဒနာခံစားနေရပြီးကျန်းမာရေးချို့တက်နေတဲ့အတွက်မန္တလေးမြို့မှာလာရောက်ဈေးကုသနေတဲ့အချိန်သခိုင်းငလင်ကြောင့်ရေဘူးကျောင်းတော်ကိုပြန်ကြွသွားတာဖြစ်ပြီးရေဘူးကျောင်းတော်မှာပဲပြန်လုံတော်မူခဲ့တာလို့ဆရာတော်နဲ့နှီးဆက်သူတွေကလည်းသိရပါဗျ။ဆရာတော်ကို2021အာနာရှင်စန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့အတွက်စစ်တပ်က2021ခုနှစ်မတ်လ17ရက်နေ့မှာဖမ်းဆီးပြီးပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီနှစ်အောက်တိုဘာလ17ရက်နေ့မှာပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ လီဘီယာနဲ့ရဲဝန်းနဲ့တိုင်ဖုန်းမုန်တိုင်းခေမကီအကျဉ်းအကျံတွေကြောင့်ဒီကနေ့နိုမာလာ၄ရက်နေ့မှာမြန်မာနိုင်ငံရှိတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းပြောဆိုထားပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့မြန်မာနိုင်ငံမြို့တော်ကျွန်းပေါ်ကံရိုးတဲ့ဒေသအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်ဆက်လက်တည်ရှိနေတဲ့အတွက်နေရာအနှံ့မိုးကြီးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံမူစလာကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီလေဖီအာနေရဝဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတွေနဲ့မြို့တော်ကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနေလို့မိုးစလာကခန့်မှန်းပြောဆိုပါတယ် လီဘီအာနဲ့ရဝန်အရှိန်နဲ့တိုင်ဖွန်းမုန်တိုင်းအကျဉ်းအကျန်တွေကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသေးထဆုံလျော့သွန်းနိုင်ရလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်၄ရက်နေ့အတွက်ဆိုလို့ရှိရင်အဲကျွန်တော်ရခိုင်ပြည်နယ်လည်းမိုးများနိုင်တယ်အဲအေဝရီတိုင်းရခိုင်တိုင်းပေါ့လီဘီအာနဲ့ရဝန်ကြောင့်ပေါ့နော်အဲသူက၄ရက်နေ့တရက်အထက်မှာ၂၄နာရီအတွင်းမှာ၃လက်မကနေပြီးတော့၄လက်မလောက်အထိ ွေးချင်းရနိုင်တယ်ပေါ့အဲပြီးတော့ဒုတိယအများဆုံးကဒီပကူတိုင်းရဲ့မွန်ပြည်နယ်ရဲ့တနင်္လာရီတိုင်းရဲ့ဒီမာဒီမာကတော့သူကနှစ်လမအထက်သုံးလမလောက်24နှစ်ရီတွေမှာမူးရောနိုင်တယ်အမိုးများနိုင်တယ်ဆိုတော့မူးတဲတာကတော့များသောအဖြစ်ကတော့နေ့အပူချိန်ကျသွားတဲ့ဒီမွန်လွယ်ညနေပိုင်းညပိုင်းတွေမှာမူးများတတ်တယ်အမိုးတဲရတယ်ပေါ့နော် မိုးစလာရဲ့ထုတ်ပြန်ချက်တွေအရစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကျကျမကွေတိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိစိမ့်နဲ့ကြံတိုင်းနဲ့ပြည်နယ်တွေမှာနေရာအနှက်အပြားမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်မန္တလေးမကွေစကိုင်းအောက်ပိုင်းအေရဝတီနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ရဲလို့ဆိုထားပါတယ် ဒါအပြင်ရန်ကုန်ပဲခူးအေယာဝတီနဲ့ရခိုင်ပြည်နယ်တွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေ့လျားရာနေရာတခြားမှာမိုးရော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံချော်တာမိုးကြိုးပစ်တာလျက်စီးလက်တာနဲ့မိုးသီးကျူတာတို့ဖြစ်ပေါ်နိုင်တယ်လို့သတိပေးပြောဆိုထားပါတယ်။ ရဲကုန်းမြို့မှာရှိတဲ့တာမွေမရန်ကုန်းတာကေတာမြောက်တကုန်းလိုင်းသားရစတဲ့မြို့တွေအပါအဝင် နေရာတချို့မှာမိုးစတိုက်လျှော်သွန်းနေတာကြောင့်လမ်းမကြီးတွေမှာရေဝုန်းနေပြီးရင်ကျော်ပိတ်ဆို့တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။မိုးကတော့တောင်ချောင်းကြီးရွာနေတော့ပေါ့နော်။ရေကတော့သူကမင်းအားညနေပိုင်းလောက်ကိုတော့လေယာဉ်ရက်သွားတဲ့အခါကျတော့ရေကဟိုနည်းနည်းလေးဆင်းသွားတယ်ပြောရမှာပေါ့နော်။ချောင်းကြီးမတက်တာလည်းပါတော့ပေါ့။ဒါပေမဲ့သူတို့မြောင်းနေပါတယ်ကပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ကြားတယ်ကနေ့ကတော့တော်တော်များများနစ်ပါတယ်မြို့ရဲဆိုအခုတော့ကားမောင်းနေတော့အမေရဆိုရင်တော်တော်ရှောင်ရတယ်ဟိုပြောချင်တာကဒီမျိုးတော်စီပင်တော့ပါလို့ကလည်းတိတ်မလုံနိုင်တော့ညောင်းရှင်းတာအရင်လိုတန်ရှင်းလို့တာဆိုတော့လုံးဝမရှိသလောက်ပဲအဲဒီရဲ့တွန်ညောင်းကတော့ရှောင်ပိတ်နေအောင်ပါပဲဒါအပြင်မြန်မာကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာရံဖန်ရံခါမိုးတက်လေပြင်းကြောက်ပြီးလိုင်းကြီးနိုင်မယ်လို့ဆိုထားပါတယ် မိုးတက်လေပင်ကြာစဉ်ရေပြင်းမြေပြင်လေဟာတနအီကို35မှအထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ရုံတဲ့တခြားနဲ့ကန်လွန်ပင်လေပင်တွေမှာရှစ်ပေကနေဆေပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းမုန်တိုင်းအကျဉ်းအကျန်းကြောင့်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း ရန်ကုန်တိုင်း ARD တိုင်းတွေမှာနိုဝင်ဘာလ9ရက်နေ့တည့်ရက်မိုးလေကင်းစင်လာပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့တိုင်ဖွန်းမုန်တိုင်းအကျဉ်းကျယ်ငွေရောက်ပြီးမိုးပြန့်လျော့နိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းလိုက်ကပြောပါတယ်။ကျွန်မကေခိုင်ပါ ရန်ကုန်မြို့သူဝနအစ္စတန်ရန်ကုန် event park မှာနိုမာလာတရက်နဲ့နှစ်ရက်ညတွေတုန်းကကျင်းပခဲ့တဲ့ overflow festival ဖြော်ပြပွဲမှာ state symbol ကနေကွန်တုံးဝေရင်ညဉ့်ညဲစကလုံးတွေပြောဆိုခဲ့တဲ့ wink owen skita အဖွဲ့ရဲ့ rapper ဆိုတော့ wink ကိုစစ်ကောင်စီတပ်ကနိုမာလာ၃ရက်မှာဖမ်းဆီးသွားတယ်လို့နေဆက်သူတွေစီကနေသိရပါဗျ။အစိုးရကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေနဲ့မန္တလေးကသာသနာတန့်ရှင်ဝီတော်တနေအဖွဲ့ကဆရာတော်တွေကလုံဆောင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့သူ့ကိုပုံမှန်၃ခုနဲ့တရားစွဲထားတယ်လို့နှီးဆက်သူကပြောပါတယ်။စစ်တပ်ကနိုမာလ၃ရက်မှာအဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဆိုတဲ့အကြောင်းစစ်တပ်ထောက်ခံသူအဆိုတော်ယုံလေးကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်မျှဝေထားပြီးတော့ဗမာထိမ့်သိမ်းထားပြီးဘယ်ပုံမှန်တွေနဲ့အရေးယူမယ်ဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။ overflow festival ဖြောပြပွဲကျင်းပသူတွေကလည်းအဲ့ဒီအဆိုတော် wing နဲ့ဘက်ကိုဘိန်းကိုလက်တွဲဖြုတ်လိုက်တယ်လို့နိုမာလတ်၃ရက်မှာအသိပေးခဲ့ပါတယ်ရှင်။အနာဒင်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်ရေးသားခဲ့တဲ့ကမာရွတ်ဒလပသိန်းဝါခေမဖတ်အန်နဲ့တောင်ကြီးမြို့နယ်ကအမျိုးသား၄ယောက်အမျိုးသမီး၃ယောက်စုစုပေါင်း၇ယောက်ကိုရွေးကောက်ပွဲဥပဒေနဲ့ထပ်မံအမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတွေကလည်းသိရပါဗျ။ ရန်ကုန်ကမာရွတ်မြို့နယ်မတ်ကျူးရည်ကိုနိုမာလာ၂ရက်ကဖမ်းဆီးခဲ့ပြီးဒလားမြို့နယ်ရခိုင်ချောင်ကြီးရွာနယ်ကိုကျော်တီဟန်ကိုအောက်တိုဘာလ31ရက်ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့အုတ်ချိန်နယ်နီးစပ်တဲ့သတင်းရင်းမြစ်က DVB ကိုပြောပါရယ်ရွေးကောက်ပွဲဝါရဖြန့်စကားကိုဝေဖန်ခဲ့တဲ့ပသိမ်မြို့နယ်အမှတ်9ရက်ကွက်နယ်မတ်ကျော့ဆုလက်ကိုနိုမာလာ၂ရက်ကဖမ်းဆီးခဲ့ပြီးဝါခိုင်မမြို့နယ်အောင်လိုင်းကြီးကြီးရွာနယ်မောင်မျိုးမင်းဆွေကိုအောက်တိုဘာလ24ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ် အော်တိုဘားလ30ရက်ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံထားရသူအမျိုးသား85ယောက်နဲ့အမျိုးသမီး3ယောက်စုစုပေါင်း88ယောက်ရှိတဲ့အတွက်အခုဆိုဖမ်းဆီးခံရသူအလုံးပေါင်း၁၂ယောက်ရှိပြီဖြစ်ပြီးအဲ့ဒီကတောင်ကြီးမြို့ကကိုနေသွေးကိုစက်တင်ဘာလ9ရက်မှာထောင်ဒဏ်9နှစ်ချမှတ်ထားပါတယ်ရှင် စစ်ကောင်စီငှားရမ်းထားတဲ့ lobby ကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်ရေးမြမရေးဆောင်ရွက်နေတဲ့အစုအဖွဲ့64ခုကအမေရိကန်လွှတ်တော်ကိုအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။ဒီသတင်းကိုတူတာချန်တာပေးပို့ထားပါရရှင်။ စစ်ကောင်စီကဩဂတ်စ်လမှာအမေရိကန်ခြေစိုက် lobby company GCN group ကို2ဒေါ်လာ3သန်းပေးပြီးငှားရမ်းထားတယ်လို့ PR company ဖြစ်တဲ့ Magion group ကိုလည်း1ဒေါ်လာ6သန်းပေးပြီး6လစာချုပ်ထားတာပါစစ်ကောင်စီကမြေစားတပ်တူမဲ့လုံးနဲ့အမေရိကန်အစိုးရကိုချဉ်းကပ်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နဲ့နိုင်ငံအကြဆက်ဆံရေးမကြည်ညိတာကိုလည်းခွင့်ရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်ကောင်စီငှားရမ်းထားတဲ့ lobby company ရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်မှုနဲ့မြေပြင်ကမြန်မာပြည်သူတွေရဲ့တကယ်ခက်ခဲတွေကိုအမေရိကန်အစိုးရနဲ့လွတ်တော်ကသိရှိဖို့ မြန်မာပြည်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေတိုင်းသား community တွေနဲ့ဘာသာရေးအဖွဲ့အစည်း94ခုလို့ကအောက်တိုဘာ28ရက်နေ့မှာအိပ်ဖွင့်ပေးတာကြောင်ထုတ်ပြန်ခဲ့တာပါဒေသစံတော်ချိန်နိုဘမ်ဘာ2ရက်နေ့မှာအိပ်ဖွင့်ပေးတာနဲ့ပတ်သက်ပြီးတင်းနာရှင်နေမွေးတရက်ထပ်မံပြုလုပ်ခဲ့ပါတယ်စစ်တပ်ကသူတို့တွေရဲ့ sanction လောက်တာပေါ့အဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ harsh ဖြစ်တဲ့ policy တွေကမအောင်မြင်နေဘူး အဲ့ဒါကြောင့်မလို့တရုတ်ဘက်ကျန်သွားနေပြီဆိုပြီးတော့ဒီစစ်တပ်ကိုသွားပြီးတော့ engage သွားပြီးတော့ positive engagement နဲ့သွားလုပ်ဖို့ကြိုးစားမှာကိုကျွန်တော်တို့တော်တော်စိတ်ပူတယ်ဗျဒီ effort တွေအားလုံးကကြတော့အဲ့ဒါကို counter လုပ်ဖို့တော့ပေါ့နော်ဒီလိုမျိုး American အစိုးရလည်းတွေးနေတဲ့အချိန်မှာလည်းစစ်တပ်လည်းတော့နားလဲတော့သူတို့တွေကဒီဘက်ချမ်းမှာ lobbyist တို့ PR firm တွေကိုခေါ်တာပြီးတော့လို့အဲ့အချိန်မှာကျွန်တော်တို့တွေရဲ့ဒီ US diaspora ရဲ့တာဝန်ရှိတာဒီစစ်တပ်ကဒီဥစ္စာတွေပြောနေတဲ့ဥစ္စာတွေအားလုံးလိမ်နေတာပေါ့ သူတို့တွေဘာမှလည်းလုံးနိုင်မှာမဟုတ် stability ပေးနိုင်မှာလည်းမဟုတ်ဘူးအမေရိကအတွက်ဘာမှအကောင်ထွက်လာမှာလည်းမဟုတ်ဘူးဆိုတော့အဓိကအဲ့ဒီ messaging ကတော့အဲ့ဒီ NDA ရှိနေလို့ပေါ့နော် American government engage လုပ်မှာအဲ့ဒါကျွန်တော်တို့တွေစပ်ပြီးတော့ engage လုပ်နေပါတယ်ဒီစားလည်းအစားပဲရှိသေးတာပါဗျာ အခုပေးပို့ရအိတ်ဖွင့်ပေးတာကိုအမေရိကန်အစိုးရနဲ့လွှတ်တော်ကအရေးပါတဲ့တာဝန်ရှိသူတွေလက်ထက်ရောက်ပြီးဖန်နိုင်ဖို့တည်ဖို့အထိမြန်မာရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်အစိုးရနဲ့လွှတ်တော်သားမကအမေရိကန်နိုင်ငံသားအခြေခံပြည်သူတွေပါမြန်မာရေးကိုတည်နာလဲအောင်အမေရိကန်ရောမြန်မာတွေကကြိုးစားအသိပေးနေကြတာပါဒီသူဒေါ်လာရဲ့အဖွဲ့အစည်းအားလည်းအမေရိကန်နိုင်ငံရဲ့ဒေတာတော်တော်များများကိုလာမှုထိန်းချုပ်ထားတာဖြစ်တဲ့အထူးသဖြင့်ပေါ့ Red Art ထွက်တဲ့ဒေတာတွေက စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်စစ်တပ်ရဲ့အထိန်းချုပ်ထားမှုအောက်မှာရှိရမဟုတ်ဘူးဆိုတဲ့အချက်တွေကိုလည်းကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်။ကာတလီကျတော့ကျွန်တော်တို့အားလုံးသိတဲ့အချက်တွေကအမေရိကန်နိုင်ငံအစိုးရနဲ့အမေရိကန်နိုင်ငံလက် လွတ်တော်မှာရှိတဲ့သူတွေတင့်ပြီးသားလို့ကျမတို့တွေကတခါတလေမှမှားရမယ့်ယူဆပတ်တယ်ပေါ့နော်သူတို့တွေမှာလည်းကိစ္စရက်တရားအရမ်းများတဲ့ခါကြတော့ကျမတို့သိတယ်လို့မျိုးသူတို့အရာအားလုံးကိုအသေးစိတ်သိနေရတော့မဟုတ်ဘူးပေါ့လေဒါကြောင့်လေကျမတို့တွေကအာဒီသူတို့အနေနဲ့တည်တည်ထိုင်တဲ့အချက်လက်လေးတွေကိုအခုလိုမျိုးစာရေးသားပြီးတော့ပေးပို့တာဖြစ်ပါတယ်လို့ အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကစစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲမြေပြင်ကဆစ်ရသွမှုတွေနဲ့တပ်ဖြတ်မှုတွေလော်ဘီကုမ္ပဏီငှားရမ်းတာတွေအပါအဝင်တင်းချက်လက်အတိပေးစာတွေကိုအမေရိကန်လွှတ်တော်နဲ့နိုင်ငံရေးဝန်ကြီးဌာနစီဆက်တိုက်ပေးပို့နေပါတယ်။ရန်သူကိုပံပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။အဖြက်လုတဲ့ဟာတွေပေါ့နော်။ Advocacy မှာလည်းအဖြက်လုတဲ့လူတွေအဖြက်လုတဲ့ဖွဲ့စည်းရေးဆိုတာရှိပါတယ်။အဲဒီဟာတွေကိုလည်းကျမတို့တွေကတစ်ဖက်ကနေပြီးတော့မှလိမ္မာပါနဲ့ဆိုတာနဲ့ပြန်လဲပြီးတော့တုံ့ပြန်ရတဲ့ကိစ္စတွေရှိရဲ့ပေါ့နော်။အားလုံးဟောင်းမွန် ceremony ဖြစ်ပြီးတော့ coordinate ဖြစ်ပြီးတော့လုပ်နိုင်ဖို့အတွက်ကျမတို့တွန်းလှန်ရေးအတွက်အများကြီးအရေးကြီးပါတယ်လို့ပြီးခဲ့တဲ့လပိုင်းတွင်ဒီမှာပြည်တွင်းပြည်ပမြန်မာရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ global meeting တွေအချင်းချင်းခေါ်ယူခဲ့ပြီးပြည်သူ policy ခုနှစ်ချက်ချမှတ်ထားတာပါ။ နိုင်ငံတကာတန်တမန်တိုင်ဝမ်ရဲ့အစိုးရတွေရဲ့ပုံမှန်ထောက်ခံအားပေးမှုရရှိရေးစစ်ကောင်စောင်တွေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတွေကိုတင်ပို့နိုင်ရေးအတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရေးရှင်းနံတဘာဝတန်ခွေနဲ့တင်ရသာသာလုပ်ငန်းတွေမှာစစ်တပ်ကိုဝင်ငွေရအောင်ကူညီပေးနေတဲ့ကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ရေးယူနိုင်ဖို့သမ္မတကြီးဦးကျော်မထွန်းကုလမာရာလူတောင်ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအမေရိကန်ဘူဘန်ကထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံပိုင်ငွေဒေါ်လာတန်းတစ်ထောင်ကိုຫນွေဦးဒေါ်လာရေးအတွက်အသုံးပြုခွင့်ရဖို့ အမေရိကန်အစိုးရရဲ့အထောက်ပံ့တွေဥပဒေဖြစ်ကနေအမြန်အသက်ဝင်မြေပြင်ကိုရောက်ရှိစတဲ့ချက်တွေဖြစ်ပါတယ်။ကျွန်တော်သုဒ္ဓချမ်းသာပါမကွေးတိုင်းပေါင်းမြွနယ်ကရွာတွေကိုစစ်ကောင်စီတပ်ကအင်အား900ဝန်းကျင်နဲ့ဝင်ရောက်လာပြီးမီးရှို့နေလို့ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေကလည်းသိရပါဗျ။နိုမာလာ3ရက်ကစပြီးစိတ်ဖြူမြွနယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံး ကပ္ပစာ၂၂ကနေထွက်လာတဲ့ပြူစောထီစစ်မှုထမ်းတပ်သားတွေနဲ့စစ်ကောင်စီတပ်အင်အား900ဝန်းကျင်ဟာပေါင်းမြုပ်နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးရှို့နေတာလို့သိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ဟာရွာရိုးကြီးရွာအနောက်ဖက်ရှားပင်ရေရွာကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတောရွာကအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲပြီးစစ်ကြောင်းထုတ်မိရှုနေတာကြောင့်ပေါင်းမြုပ်နယ်တွေကကြေးရွာ၁၉ရွာကအရသာ၁၂၀၀၀ကျော်ဟာဘေးလွရာတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါင်းမြုပ်နယ်ကထုတ်ပြန်ထားပါတယ်ရှင်။အခုတော့နိုင်ငံတကာသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ က်ရှိရုရှားနဲ့စစ်မြေပြင်မှာယူကရိန်းအစိုးရဟာလက်တွေ့ဂိမ်းတစ်ခုဖန်တီးပြီးထိရောက်အောင်မြင်တဲ့တိုက်ခိုက်မှုတွေအတွက်စုချတာမျိုးတွေပြုလုပ်နေပါတယ်။ဒါဟာယူကရိန်းဘက်ကရုရှားစစ်သားနဲ့ဆက်လက်နက်ပစ္စည်းတွေကိုတိုက်ခိုက်နိုင်တဲ့အပေါ်မူတည်ပြီးအမှတ်ပေးတာမျိုးဖြစ်ပါတယ်။ဥပမာအဖြစ်ရုရှားစစ်သားတဦးတန်ရာရရင်၈မှတ်နဲ့အသက်ဆုံးရှုံးခဲ့ရင်၁၂မှတ်ဒါမှမဟုတ်တင့်ကာတစီထိခိုက်ပျက်စီးသွားရင်ရမှတ်၂၀နဲ့အလုံးစုံဖျက်ဆီးပစ်နိုင်ရင်တော့ရမှတ်၄၀အထိပိုင်ဆိုင်နိုင်မှာပါ။ အလားတူရုရှားကနေဒုံးကျည်အများအပြားပြစ်လွတ်နိုင်တဲ့စနစ်ကိုဖျက်ဆီးလိုက်ရင်ရမတ်80ဆိုတာမျိုးအပါအဝင် drone ကူညီနဲ့ရုရှားစစ်သားတယောက်အရှင်ဖမ်းမိမယ်ဆိုရင်တော့အမြင့်ဆုံးအမှတ်120အထိရရှိနိုင်ပါတယ်။2024 August လတုန်းကဒီပြိုင်ပွဲကိုအစမ်းသဘောအနေနဲ့စတင်ခဲ့ပြီးတဲ့နောက်တည်ရင်အလိုက်အမှတ်ရဖို့အတွက်ရှင်ပြိုင်လာကြတာတွေ့ရပါတယ်။ဒါကြောင့်စစ်ကြောင်းတစ်ခုကအမှတ်များများရလေပိုပြီးကောင်းမွန်တဲ့စစ်လက်နက်တွေကိုဝယ်ယူနိုင်လေလေဆိုတော့ဂိမ်းပြိုင်ပွဲပုံစံမျိုးဖြစ်လာခဲ့တာပါ အဲ့ဒီမှာထောက်လန်းရေးအခြေခံ drone တွေနဲ့ဖောက်ခွဲရေးပစ္စည်းတည်ဆောင်နိုင်တဲ့ drone အကြီးစားတွေပါဝင်တယ်လို့စစ်သားတွေအတွက်ဆိုရင်လဲစုတစိမ့်နဲ့ယာရူးတိုးပေးတာမျိုးအထိထည့်သွင်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာဆနယ်အသင်းတိုက်စစ်မှုရိုဂရက်စ်ဟာချက်ကလက်စလာဗီယာပရက်စ်နဲ့ကစားမဲ့ချန်ပီယံလိအဝေးကွင်းပွဲကိုလွဲချော်မှာဖြစ်တယ်လို့အာဆနယ်နီးပြအာဒီတာကအတည်ပြုပါတယ်။အသက်28နှစ်အရွယ်ရှိရိုဂရက်စ်ဟာဒီယာတီမှာအာဆနယ်အသင်းအတွက်ပရီးမီးယားလိဂ်ကိုတကူးသာသွင်းယူထားသူဖြစ်ပါတယ်။ဘန်လီကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာရိုဂရက်စ်ကအဖွင့်ကိုသွင်းယူပေးခဲ့တာဖြစ်ပြီးပထမပိုင်းမှာပဲလူစားလဲခဲ့ရတာပါ။ရိုဂရက်စ်ဟာအသင်းရဲ့တနင်္လာနေ့လေးချိန်ရီကိုလည်းတရားကြောင့်လွဲချော်ခဲ့သူဖြစ်ပါတယ်။ ရိုကရက်ဟာဒီကနေ့လေ့ကျင့်ခန်းမဆင်းနိုင်လို့ချန်ပီယံလိပွဲမှာပါဝင်နိုင်မှာမဟုတ်ပါဘူး။သူ့ရဲ့တန်ရာအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့ရက်အနေငယ်ထပ်ပြီးစောင့်ကြည့်ရမှာပါလို့အာဒီတာကပြောပါရယ်။အာဆင်နယ်အသင်းဟာချန်ပီယံလိပြိုင်ပွဲမှာ၃ပွဲကစားပြီးချိန်၃ပွဲလုံးဂိုးပြတ်အနိုင်ရထားပြီးပေးဂိုးလုံးဝမရှိဘဲခြေစွမ်းပြနေပါရယ်။ Chocolate Slavia Press ကတော့ Champions League ပြိုင်ပွဲမှာနှစ်ပွဲတည်းတပွဲရှုံးလက်ရလက်နဲ့နိုင်ပွဲပြောင်းနေတာကိုတွေ့ရပါတယ်ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရပါညနေ4နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးဦးမှာပါကျမတို့ဖူးဤနွယ်ပါကြီးစုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်